။မြန်တီးရတဲ့ငပိလေးနဲ့ပေါ့နော်။ share ပဲ။ DDB ဆိုလို့ရှိရင်နောက်ပြီးဟိုနိုင်ငံဝင်ထွက်လဲလွယ်တယ်။အားလုံးမင်္ဂလာပါ။ဆိုတော့ဒီနေ့ကတော့ blessed ဘယ်ရောက်နေလဲဆိုတော့ဒါ ID square ကိုရောက်နေတာပေါ့နော်။ဒီနေ့ဘာလာလောက်တာလဲဆိုရင်ဒီမှာ Kgrip Visa Service Company Limited ပေါ့နော်ဒီမှာ Blazer ကျတော့ဒီထိုင်းနိုင်ငံမှာ long stay နေဖို့အတွက်ကိုထပ်ပြီးတော့လာစုံစမ်းတာပေါ့နော်ပြီးတော့ဒီ Kgrip Visa ကကျတော့သူကမြန်မာကိုယ်တိုင်ဖွင့်တာဖြစ်တဲ့အတွက်ပြီးတော့တရားဝင်လည်းဖြစ်တာဖြစ်တဲ့အတွက်လုံဝဆိတ်ချရတယ်အားကြောင့် Blazer ဒီမှာထပ်ပြီးတော့လာစုံစမ်းတာပါအထည်တော့မယ်နော်ကိုမင်္ဂလာပါတွေ့တာကြာပြီတွေ့ရကြာပြီတုံ့ဆန်းမှုအခုဟာရီလီယားဟိုဟာလေ ိုအရင် ET visa တဲ့အခုလက်ရှိနေနေရဆိုတော့ဒီ time မှာ long stay နေဖို့အော်ဗာဗီဇာတနည်းပြတော့မှာပေါ့လေဒါပေါ့ဝင်ပြတော့မှာအော် long stay ဆိုလို့ရှိရင်တော့ Brest ကဒီမှာ Finland လောက်နေတာဆိုတော့ဟုတ်တော့စိတ်ထင် DDV ပို့ပြီးကောင်းမဲ့ထင်တယ်အော် DDV ရှိရ DDV ရှိတယ်အဲ့တော့ DDV ဆိုလို့ရှိရင်ဒီမှာရေရှင်နေလို့ရတယ်ဘာနှစ်နေလို့ရတယ်ခိုင်းမလာပြီး Finland လောက်နေလူတွေအတွက်ကို20နဲ့ထုတ်ပေးထားတာ Brest က ဟိုမြန်မာပြည်လည်းပြန်လာပြန်ရှိတယ်လीအဲ့ဆိုတော့ DDP က multiple entry ပါတယ် EV ဆိုရင်တိနှံ့ဟိုသွားပြီးတော့ကျွန်တော် immigration မှာ real need တော့ထူလာနေတယ်မလားဒါဆိုတော့ထူချင်မလို့ multiple ပါတယ်အချီလေးလို့မဲဆောက်လို့အနေနဲ့ကျွန်တော်တို့မြန်မာပြည်သွားလိုက်လို့လည်းရတယ်တတ်မှတ်ထားတာတော့သူကရက်ပေါင်း180ပေါ့6လ6လအဲ့ဆိုတော့အကယ်၍ bonus card ထဲမှာ3လလောက်နေနေလဲရော ်နေပြီး brand ကမြန်မာပြီးခဏပြန်သွားပြန်လာရင်လည်း brand ကိုသူက6လပြန်ပြီးတယ်9နှစ်ထဲကနေပြီးတော့ရော့သွားမျိုးမရှိဘူးမရှိဘူးသူက9နှစ်က9နှစ်ပဲ9နှစ်က9နှစ် DDB ဆိုလို့ရှိရင်နောက်ပြီးဟိုနိုင်ငံဝင်ထွက်လဲလွယ်တယ်ဟိုမှာ brand ဆိုလို့ရှိရင် Facebook နဲ့ပတ်သက်တဲ့ဟာတွေရှိတယ်အဲ့လိုမျိုးတခြား portfolio တွေရှိတယ် အဲ့ဒါလေးနဲ့နေသိမ်းမှာပြလိုက်လို့ရတယ်အေကိကပူအောင်ပြဖြိုးဦးပါဟုတ်ကဲ့ဒီမှာစိတ်ချလက်ချလာပြီးတော့ဗီဇာနဲ့ပတ်သက်ပြီးအကုန်လုပ်လို့ရပါတယ် extension အတွက်ကိုလေအဲ့ဘလို့အဆင်ပြေမလဲတီယာဗီဇာတို့ affordable ဗီဇာတို့ဆိုရင်တော့အကြံပေးချင်တာတော့၃ခါနေ၅ခါလောက်ပဲ extension တို့အဲ့ထပ်ပို့ပြီးမတိုးသွင်းချင်လေစိတ်မှာရစ်တယ်အဲ့လိုမျိုး extension ခဏခဏတိုးနေမယ်အစားတခြားဗီဇာတစ်ခုခု file လိုက်တာတော့မှပို့ပြီးအဆင်ပြေတယ် ဒီမှာစိတ်ချလက်ချနဲ့လုပ်လို့ရတယ်ပြီးတော့ approach ရလည်းလုပ်ငန်းလိုက်စင်လာရပြီသားပဲเนาะပြီးတရဝင်လည်းဖြစ်တာဖြစ်တဲ့အတွက်ဒီမှာ visa နဲ့ပတ်သက်ပြီးတော့တခြား visa တွေလည်းလုပ်ရှင်လို့ရှင်လည်းအများကြီးရတယ်ပေါ့เนาะအခုဆိုရင်တော့ lower formula အဖြစ်ဆုံးပေါ့ DTV ဆိုလို့ရှင်ရ AKD ကနံပါတ်1ပဲဒါကိုကိုကိုကြွားလိုက်တာ customer တွေမေးတဲ့မေးခွန်းမှန်တဲ့များကိုလည်းကျွန်တော်မရှင်းတာဆိုရင်ကျွန်တော်တခါတည်း ် immigration နဲ့ပတ်သက်ရင် immigration ကိုတက်မိပြီးတယ်အခုလိုလိမ့်စာကကြတော့ဒါ ID square မှာပဲ ID square ကိုမှရှေ့မှာ immigration ဟုတ်တယ် immigration ရုံးရှိတက်တယ်ပဲရှားလဲလွယ်ပူတယ်ကိုရိုးရဲ့ဒီ acre visa page လေးရောပေါ့နော်အကုန်လုံးချပေးထားပါမယ်ဟုတ်တယ် blazer လိုအပ်တာလေးဒီမှာထပ်ပြီးတော့လုပ်ပြီးတော့ပြင်ပြန်ကျွန်တော်အိမ်ရောက်ဟင်းချက်အောင်ဟာကဲ bless ကတော့ဟိုမှာ visa လောက်ဖို့အတွက်လဲစုံစမ်းခဲ့ပြီဆိုတော့အခုဒီနေ့ကရောက်တာနဲ့ဒီမှာဟင်းချက်မယ်ပေါ့နော်ဟင်းရတော့ bless ကဒီမှာငရက်လေးတွေဝယ်ထားတယ် အငရဲလေးတွေကိုစီပြန်လေးချက်မယ်အနှစ်လေးနဲ့ပေါ့နော်ပြီးလို့ရှင်ကြက်ဘူးလေးချက်ပါမယ်မယန်းသီးလေးထောင်းပါမယ်မယန်းသီးကတော့ငပိလေးနဲ့ပေါ့နော်ငပိလေးဆက်ဆက်လေးထောင်းမယ်ပြီးကြောက်ပွင့်တုပ်လေးလည်းတုပ်ပါမယ်ကြောက်ပွင့်တုပ်ကတော့အရှို့တုပ်လေးပေါ့အမအဆက်တွေပါရဲ့ဆိုတော့လေငရဲဟင်းစားချက်ဖို့အတွက် blazer CO ထည့်ထားပြီးတော့ဒီမှာကြက်သွန်ထည့်မယ်ပေါ့နော် ချက်သွင်းယူထောင်းတာအနေထည့်ပါမယ်။အယောင်နေမုံလေးထည့်ပါမယ်။ချက်သွင်းနီလေးရောအဖြူလေးရောရွှေရောင်တန်းလာပြီဆိုရင်ရေလေးထည့်ရမယ်ပေါ့နော်။အကြာမှာအနှစ်လေးရ။ငရက်လေးထည့်ပါမယ်။ဒီလေးနည်းနည်းထည့်ပြီးတော့အုပ်ထားလိုက်ပါမယ်။ပြီးရင်လိုအပ်တဲ့မှာ စားချုံမုတ်လေးထည့်ပေါ့နော်အားချက်သားလေးထည့်ဦးတီထည့်ရေးနဲ့ကျက်သွန်ဖြူလေးထောင်းထားတာပါ ပြီးရင်ဒီမှာကျက်သွန်နီလေးထည့်ပါမယ်ခဲညင်ဒီလေးတစ်လုံးလောက်ထည့်ပေါ့နော်စလုံးမုတ်လေးထည့်ပါမယ်အချိုမုတ်လေးထည့်ပါမယ်စားလေးနှစ်စွန်းလောက်ထည့်မယ်ပြီးရင်ငံပြားလေးလေးထည့်ပါမယ်အဲ့တော့ဘူးတီကြက်ဘူးလေးပေါ့နော် ကြက်ဘူးလေးကိုလုံးချက်လေးချက်တာပါ ကြောက်ကူးလေးတည့်ထားတော့ပြီးရင်မယန်းသီးလေးထောင်းမယ်ကြောက်ပွင့်တုပ်လေးတုပ်မယ်ပေါ့နော်ဒီမှာလုံထားလေးကတော့ရနေပြီပေါ့နော်ရိုက်ဖို့မေ့ွာလို့စီလေးနည်းနည်းတော့ထည့်ရရယ်ပေါ့နော်ဒါကမယန်းသီးထောင်းဖို့အတွက်ငရုတ်သီးလေးတွေကိုအိုးကင်းပူတိုက်တာပါ plus ကတော့ကျစ်တုံဖြူမထည့်တော့ဘူးပေါ့နော်ကျစ်တုံဖြူကတော့ထည့်ထောင်းကြရများပါတယ်စွန်ကြောက်ရေစိမ်းသားလေးထည့်မယ်ပေါ့နော် ။ဇွန်ကြောက်တည်းလည်းကျင်ရက်သွားပြီဆိုတော့မြန်ရင်သီးလေးထောင်းမယ်။မြန်ရင်သီးကတော့နည်းနည်းနည်းစီထောင်းရမယ်ပေါ့နော်။ကြည်ဒီကြည်လေးဖြစ်သွားပြီဆိုရင်ဒါမှခပီးထုတ်လေးထည့်မယ်။ဟိုမှာထပ်ထည့်တော့ဒီလိုမျိုးထည့်ပြီးလို့ရှင်တော့ရတာမြည်ပြီးတော့စားလို့ရပါပြီ။ချဲပဲ။ရတာလုံးဝကွက်တိပဲဒီမှာ။ကျတော့ညီလေးထက် ခင်းကြီးတိညက်ထက်ဒီဘဲဆန်ထောင်းထားလေးထည့်ပါမယ်စီချက်ဝါလေးထည့်ပဲဖဲမုတ်ချက်စားလေးထည့်ချုံမုတ်ထည့်သမယာတိလေးညက်နော်ဘိုက်တရားလဲစားနေပြီစားပါတော့မယ်ငရဲအောင်မှာစီပြန်လေးပေါ့နော်ဒါလေးထည့်မယ်မှုန်းတာပဲ လက်ပူးလေးနဲ့လိုက်ဖက်အောင်လို့ဒီရှိမှလည်းဘယန်ဒီထောင်းလေးထောင်းထားတယ်ဘယ်သူကြောင့်နန်းချင်းနဲ့ပေါ့နော်ထောင်းထားချေ ው ဒါတော့ကြောက်ပွင့်တုတ်လေးသူဒီခင်းညိုလေးလည်းကောင်းမကောင်းမြန်ဒီတောင်းလို့ရောရောသမောင်းမွေစပောင်းခင်ဗျ 沙鹿来讲，妈妈让侬弄了。那刚来的，明年明年他咋不见了？那是那个大概，一个月。 ဗီဇာစားပစ်ကုမ္ပဏီအကြောင်းလေဗီဇာအတွက်ကိုလက်ကဒီအကရစ်မှာပဲအပ်လိုက်တာပြီးတော့ဘရက်ဇက်တငွေချင်းတော်တော်များလဲဒီအကရစ်ကိုပဲလက်ကပြန်ပြီးတော့ညှို့မိတာများရယ်ပေါ့နော်လောင်စီအတွက်ကိုတွားပြီးတော့မေးတဲ့အချိန်မှာဒီ DTP ဗီဇာကလက်စုပ်လိုပဲဒီ freelance သမားတွေအတွက်ကိုပို့ပြီးတော့အဆင်ပြေဆိုတော့အဲ့လေးလဲတေချာစုံစမ်းခဲ့တယ်ပေါ့နော် ဈေးနှုန်းလေးဆိုလဲသူရှိမှကြာဗီဇာနဲ့ပတ်သက်ပြီးတော့ဈေးတွေကတော့အမျိုးအစားအများကြီးရှိရပေါ့နော်အစားအစားပေါ့ agree visa စားပေးရဲ့ page လေးကိုလည်း plus ဒီ blog လေးရဲ့အောက်ဒီမှာရှပေးထားမယ်အဲ့မှာသွားပြီးတော့အသေးစိတ်မေးမြန်းလို့ရပါတယ်ဒါမှမဟုတ်လည်းရုံးကိုလည်းသွားပြီးမေးလို့ရရပေါ့နော်စုံစမ်းလို့ရရင်သူတို့တေချာလေးရှင်းပြပေးရဲ့လုပ်ငန်းလိုင်စင်လည်းရပြီးသားပြီးရင်အာမခံချက်လည်းရှိတယ်တရားဝင်လည်းဖြစ်တာဖြစ်တဲ့တော့အားလုံးကိုလည်းအဲ visa နဲ့ပတ်သက်ပြီးတော့လှုပ်ရှင်နေဆိုရင်တော့ဒီ agree လေးကို plus ကပြန်ပြီးတော့ညွှန်ပေးပါတယ် အခု A grade visa စာပြစ်မှာတကယ်လို့စာပြစ်အပ်ပြစ်မယ်ဆိုရင်ပေါ့နော်မအပ်ပြစ်သေးဘူးဆိုလဲချက်ပေါက်ကနေမေးမြန်းလို့ရတယ်ဖုန်းဆက်ပြီးတော့လည်းမေးမြန်းလို့ရတယ်ပေါ့နော်ဆိုတော့တကယ်လို့အပ်ပြစ်မယ်ဆိုရင်ဒီအခု bless your blog လေးကို screenshot လေးရိုက်ရိုက်ပြီးလို့ရှိရင်ကိုပြည့်စီမှာပေါ့နော်အဲ့ရောက်လို့ရှိရင် screenshot လေးပြပြီးတော့ bless ရဲ့အဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လာပြီးတော့အပ်တာပါဆိုပြီးပြောလိုက်လို့ရှိရင်ကိုပြည့်က bless ရဲ့ foodie တွေအတွက်ကိုတသက် 5% discount ချပေးမှာပါဆိုတော့5%ဆိုလည်းမစိုးဘူးလေเนาะ5%ဆိုလည်း5%အလျောက်ဈေးကျော်တယ်ဆိုတော့အားလုံးလည်းအဲတွား app ဖြစ်မယ်ဆိုရင် screenshot လေးရိုက်ပြီးတော့ပြပြဖို့မမေ့ပါနဲ့เนาะဆိုတော့ဒီမှာခမေးရလဲအရန်စားကောင်းဆိုတော့အားလုံးလည်းဖူဒီလည်းအဆင်ပြေပါစေအဲဒီမှာထိုင်းရောက်နေတဲ့ဖူဒီတွေပေါ့เนาะဗီဇာနဲ့ပတ်သက်ပြီးတွားလုပ်မယ်ဆိုရင်ဒီ agree ဗီဇာလေးရှိပါတယ်တကယ်လို့အာမခံလို့ plus ကပြန်ပြီးတော့အားလုံးပြန်ပြီးညွှန်ပေးတာပါ ဆိုတော့ဒီမှာ bless ဆက်ပြီးတော့စားလိုက်အောင်ဘိုက်ကမဝသေးဘူး bless block လေးလာဒီမှာပဲဆုံးသက်ပါမယ်ကြီးကြီးအားလုံးနဲ့ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ပြီးမှာပြန်တွေ့ပါမယ်ခင်ဗျာအားလုံးတက်တာပါ